အားလုံးမင်္ဂလာပါခင်ဗျာမတ်လ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်အဲ့တော့မတ်လ9ရက်နေ့သတင်းလေးမတင်ဆက်ခင်မှာအရင်ဆုံးကျွန်တော်ပြောချင်တဲ့အကြောင်းအရာရှိပါတယ်အဲ့ဒါကတော့အရင်တော့ပြောသလိုပဲတရက်တမျိုးနှုံးပေါ့နော်အဲ့လိုမျိုးလေးနဲ့ရွရွပြီးပြောနေတဲ့ကြားရရမှာဒီနေ့ကျွန်တော်သတင်းလေးမှာဖတ်ရတာ ਨੇ အမေပြင်ရရှိသတင်းအခြေအနေတွေနဲ့ပတ်သက်ပြီးတော့နှိုင်းရှင်ပြီးပြောရမယ့်အကြောင်းအရာတစ်ခုပေါ်တယ်ပေါ့ ဲ့ဒါကတော့တမတော်အာနာထိန်ပြီးတဲ့နောက်ပိုင်းမှာအာတရားမွေတစ်ခုခုမှုတွေပုံများပြားလာတယ်ဆိုတော့တည်င်းကောင်းစင်တွေခက်မြများတွေ့ရမှာပါဆိုတော့ကျွန်တော်တို့ဘက်ကပြောရဲဆိုလို့ရှင်တော့အာနာထိန်တာပေါ့နော်ဘကပြည်ပြပြည်ပြမီဒီယာတွေဘကပြောရဲဆိုရင်တော့အာနာသိမ့်တာဘလို့ပဲဖြစ်ဖြစ်ဘလို့ပဲပြောပြောအဲ့ဒီနောက်ပိုင်းမှာတရားမဝင်တစ်ခိုးထုံးမှုတွေ ပုံများပြလာတယ်ဆိုတော့တည်ငောင်းစင်းတွေတွေ့ရလိမ့်မယ်ဆိုတော့ဘာကြောက်ပဲပြောပြောဒီခေတ်ဒီကာလမှာအဲရှင်သွားခတ်တဲ့အတော်ကြီးခလုတ်တိုက်လဲတယ်ဆိုရင်လဲအာနာထိမ့်ပြီးတဲ့နောက်မှာဒါမှမဟုတ်အာနာသိမ့်ပြီးတဲ့နောက်မှာနော်စစ်တပ်အာနာသိမ့်ပြီးတဲ့နောက်မှာရှင်သွားခတ်တဲ့အဲအတော်ကြီး၅ဦးတော်ခလုတ်တိုက်ပြီးလဲခဲ့ဆိုတဲ့တည်ငောင်းစင်းကတော့ရေးပါပဲဘာအကြောင်းနဲ့ပဲပြောပြောစစ်တပ်အာနာသိမ့်နေဆိုတော့ အရာကိုညွှန်ပြချင်တာဖြစ်တဲ့အတွက်ဒီလိုပဲရေးကြမှာပဲဆိုတော့အခုပြောချင်တာကတော့အာနာထိန်ဖြစ်စဉ်အပီးမှာတယောက်တွေစုံမှုမှုရော့ရဲတဲ့နေရာတွေမှာအခုလိုမျိုးဒါတရားမဝင်တစ်ခိုးခုတ်မှုတွေရှိတယ်နော်ဒါခိုးအစတွေကကျွန်တော်တင်ပြခဲ့သလိုပဲဒီအလောင်းတော်ကတ္တပါပေါ့နော်တတော်ဂျိုဝိုင်းရစတယ်ပေါ့အဲ့ဒီမှာ ရှိတဲ့အဖွဲတွေ တကယ်နိုင်ငံမှာတတ်မှုရှိတဲ့တစ်တွေပေါ့နော်အဲ့ဒီတစ်တွေကိုတေချာထုတ်တယ်ထုတ်ပြီးလို့ရှိရင်အဲ့ဒီအပေါ်မှာပဲ square တုံးတွေတုံးထားတာတွေနော်အပြားလိုက်၄တောက်စသဖြင့်ပေါ့ site မျိုးစုံပုံစံမျိုးစုံအဲ့မှာတုံးပြီးတော့မှစနစ်တကျကားနဲ့တဖြည်းဖြည်းချင်းတည်ပြီးတော့ရထဲရွာတွေကိုရောင်းတယ်တရုတ်တို့ဘာလို့ပို့ပြီးရောင်းတယ်ဘသူလောက်တာလဲဘသူတွေလောက်တာလဲဒါတွေကဘသူတွေလောက်တာလဲပေါ့ဆိုတော့ပုံမှန်လေးပြောရင်လောက်တဲ့သူတွေကအမျိုးမျိုးရှိတယ် เนาะအစိုးရအနာဇာအောက်မှာတိတ်မကင်းမကွာတဲ့နေရာမျိုးတွေရှိတယ်ပေါ့ဥမာဒီပကိုးယူမတို့ရခိုင်ယူမတို့ပေါ့ပကိုးယူမတို့ရခိုင်ယူမတို့ကြတော့ဒီ ARD ဆက်ဆက်ပေါ့နော် ARD ရဲ့နောက်ပြီးလို့ရှိရင်ပကိုးအနောက်ဆက်ဆက်ဒီရခိုင်ယူမရှိတယ်ပေါ့အဲ့ဒီပေါ်ကနေဆင်းလာတဲ့တစ်တွေကြတော့အထူးသောနော်ရဲရွာအဆင့်မြို့နယ်အဆင့်အနာပိုင်နေနဲ့ပေါင်းပြီးတော့ ဒါမှမဟုတ်ရှင်လည်းမတိကျိုးကျုံပြူတာရှိပြီးတော့တစ်တေခိုးထုတ်တယ်။နီးမျိုးမျိုးနဲ့ပေါ်တင်ထုတ်တာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ချိုးနေရာတွေမှာလည်းကြားသလောက်ပေါ်တင်ထုတ်တယ်ပေါ့နော်။ဆိုတော့အောက်မှာကကြတော့ဟိုနည်းနည်းဒေတာအာနာရှိတဲ့သူတွေနဲ့ပေါင်းထုတ်တယ်။အပေါ်မှာကြတော့ PDF တွေနဲ့စာပြေလက်နက်ကင်တွေနဲ့ပေါင်းထုတ်တယ်။ဒီလိုပုံစံနဲ့နှစ်မျိုးဖြစ်တယ်ပေါ့။အဲ့လိုမဟုတ်ဘဲနဲ့စကိုင်းတိုင်းဒေတာကြီးလိုနေရာမျိုးနော်။ဒါဆိုလို့ရှင်တော့အတော်တွေမှာလုံးဝ PDF ပဲ။ နော်သူတို့သွားတဲ့လမ်းကြောင်းတွေမှာလည်းအကုန်လုံး PDF ပဲဆိုတော့သူတို့ခိုးထုတ်တာအကုန်လုံးကဘယ်သူမှသွားပြီးတော့ပြောစရာမလိုဘူးနော်ပြီးခဲ့တဲ့တန်2024ညကုန်ပိုင်းလောက်ကဆိုလို့ရှိရင်ညကုန်ပိုင်းမဟုတ်ပါဘူးဒါညလေပိုင်းလောက်ပေါ့နော်အဲ့ဒီမှာ PDF တွေတစ်ခိုးထုတ်နေတယ်ဆိုတော့ကျွန်တော် PDF တွေကိုယ်တိုင်ကိုဒီပေါ်ထုတ်တဲ့ရုပ်တိုင်လည်းကျွန်တော်တွေ့ရမှာဗနေအီကကုံသွားပြီဗနေအီကကုံသွားပြီလောင်းတော့ကတဲ့ဘာဂျူဝိုင်းနေဗနေအီကဗီဒီယိုနဲ့တကွာရိုက်ထုတ်လိုက်တယ် ရိုက်ပြီးတော့ထုတ်ပြန်လိုက်တဲ့နော်ထုတ်ပြတဲ့ရုပ်တံတွေလည်းမြင်ရမှာပေါ့အဲ့တော့ PDF တွေကိုတိုက်ခိုက်တယ်လို့တော့ပြောကြတယ်ပေါ့ပြောချင်တာကတော့ကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းမှုကတော့တော်တော်ကြီးကိုရော့ရဲလာပြီဒီ2023ခုနှစ်ကဒီပကူးယူမထဲမှာနော်တွန်းတဲ့နေရာတွေမှာကိုတက်ခုတ်ထားတဲ့ဟာတွေတက်ခုတ်ပြီးတော့အဲ့မှာပဲဒီတိုင်းအခွဲချမ်းစိတ်ဖြာပြီးထားထားတဲ့နေရာတွေကိုလေကျွန်တော်တို့ဒီ လူမှုကွန်ရက်စာမျက်နှာတွေကနေတဆင့်ပေါ့မြင်ရတယ်ပေါ့ဒါလူတိုင်းတော့သိမှာမဟုတ်ဘူးကျွန်တော်တို့ဒီဒါနေနဲ့ပတ်သက်တဲ့လိုက်ပြီးရှာကြည့်နေတဲ့သူတွေပဲသိမှာမဟုတ်တော့မသိဘူးပေါ့ဆိုတော့ကျွန်တော်တို့ကတဘာဝပတ်ဝန်းကျင်ပျက်စီးမှကြောက်တယ်လို့နော်အဲတခုခုဖြစ်လာပြီဆိုလို့ရှင်ဟိုဒီဘယ်အစိုးရဖြစ်ဖြစ်ဖြစ်နေတဲ့အစိုးရဒါမှမဟုတ်လို့ရှင်ကိုမကြိုက်တဲ့အစိုးရကိုလှမ်းပြီးပြစ်တင်တာပဲဟို1988 90 နော်အဲ့ဒီနောက်ပိုင်းအစိုးရတက်ဆက်ခြင်းတက်ဆက်ခြင်းကိုထိုင်ပြီးတော့အပြစ်တင်နေတော့တာပဲဒါပေမဲ့ကိုယ်တိုင်ကျတော့မထိန်သိမ်းဘူးလုံနေတဲ့သူတွေတကယ်မမြင်ဘူးနော်တကယ်တမ်းမြေပြင်မှာတကယ်ခိုးခုတ်နေတဲ့သူတွေနော်ဒါတွေကြတကယ်မမြင်ဘူးကဲဘယ်လိုလူတွေလောက်တာလဲဆိုတော့တစ်ကတော့ကျွန်တော်တို့ကတော့နိုင်ငံရဲ့တယံစာတာတစ်ခုနေနဲ့ကျွန်တော်တို့ကမြင်တယ်လေမြင်တဲ့ခါကျတော့တကယ်တမ်းတစ်ထုတ်မှဆိုရင်ကျွန်တော်တို့ကထုတ်လို့ရှိရင်လည်းသဘောကျပါတယ်နော်။ဘာကြောက်လဲဆိုတော့အမ် မဖြစ်မနေတယံဇာတာဆိုတာကျွန်တော်တို့ဖင်ခုထိုင်ပြီးအလှကြည့်လို့မရဆိုကျွန်တော်လည်းပြောတယ်အဲ့တော့စနစ်တကျတော့လုံးစေချင်တယ်နော်ဥပမာတပင်ခုတ်နှစ်ပင်ဆိုင်ပေါ့နော်တကယ်လုပ်ငန်းရှင်တွေခုတ်တယ်ဆိုတာအစိုးရနဲ့သဘောတူညီမှုယူပြီးခုတ်တယ်ဆိုတာခုတ်ကြားတဲ့လောက်ခုတ်ခုတ်တဲ့လောက်ဟာကိုပြန်ဆိုင်ရတယ်နော်ဒီမှာဒီလောက်ဒီမှာဒီလောက်ခုတ်ထားတယ်ဆိုရင်ဟိုဘက်ဘေးမှာဘယ်လောက်ပြန်ဆိုင်ရတယ်ဆိုတော့အခွက်နဲ့အခွက်နဲ့ခုတ်ရတာစနစ်တကျခုတ်ရတာတော့သူ့စီတုကန်နဲ့မရှိပဲခုတ်လို့မရဘူး ဲ့လိုမဟုတ်ဘူးเนาะအခုအခုခိုးခုတ်တယ်ဆိုတာအဲ့လိုမဟုတ်ဘူးကျုံတဲ့နေရာမှာเนาะကျုံတယ်လို့ခိုးခုတ်လိုက်တယ်ခုတ်ပြီးလို့ရှိရင်နိုင်ငံလဲခွန်မရเนาะဟိုဒီသားအတွက်လဲအကျိုးမဖြစ်ပြန်လဲမဆိုင်တဲ့ခါကျတော့ဒီတတော်နဲ့တပင်းနေပြက်စီးရတယ်เนาะဆုံးရှုံးရတယ်အဲ့အတွက်ဒီသက်ဆိုင်ရာနေမီလိုက်တောင်းရှိတဲ့သူတွေစနစ်တကျကြီးကျက်ဖို့လို့ကိုရတာအာဘာမှမဟုတ်ဆိုမှတော်တော်တော့ရကြပါတယ်တော်တော်တော့ပြီးပါတယ်เนาะအဲ့တော့ ိုယ့်ရဲ့သိခါဒါမှမဟုတ်ကိုယ့်ရဲ့ဟိုကိုယ့်နိုင်ငံရဲ့ရမယ့်အခွန်နဲ့မလဲကြဘူးလို့တော့ဆိုတော့ကိုကြတော့ဟိုဒီခဏတစ်ဖြုတ်စားတော့ဟိုလောက်เสียရလောက်ပတ်ဆက်ရတယ်ထားလိုက်ပါတော့နောက်တစ်ချိန်မှာကိုယ့်တာသမီးတွေရဲ့လက်ထက်မှာနော်စဉ်းစားကြည့်လိုက်ကိုယ့်နိုင်ငံအခွန်မရလို့နော်လိုအပ်တဲ့နေရာတွေမှာမပြည့်စည်မဆောင်ရနိုင်အောင်နော်ကိုယ့်နိုင်ငံမှာအဲ့လိုမျိုးတစ်ခုခုမှုတွေခုနလိုမျိုး အာပြန်ပြီးတော့အစားထိုးစိုက်ပြိုးတာတွေမလုပ်ဘဲနဲ့ခူးခုံမှုတွေကြောင့်တဘာဝပုံရှင်ပျက်စီးလိုက်ကိုသားသမီးတွေလက်ထက်မှာခံစားပျက်စီးရမှာပေါ့နော်အဲ့တော့တိခိုးခုတ်တိုင်းနဲ့ပတ်သက်ပြီးတော့ဂယုဒီဇိုင်းနဲ့ထိမ့်သိမ်းစောက်ရှောက်ဖို့လိုပါမယ်မခုတ်နဲ့လို့မပြောဘူးနော်ကျွန်တော်ခုနပြောသလိုခုတ်လို့ရတယ်ဒါပေမဲ့စနစ်တကျလုပ်ဖို့တော့လိုမယ်ပေါ့နော်အခုဒါညာဒီသားမှာဆိုလို့ရှိရင်လည်းလောင်းတော့ကတပဂျိုးဝမ်းနေပြီးတော့ဒီတမလန်းဒီဗဒောက်ဒီစသဖြင့်ပေါ့နော်တစ်မာတွေပေါ့တော်တော်ကောင်းကောင်းနေ ဟိုအခုဒါအင်လိုက်အာတိုင်းနဲ့ခိုးထုတ်နေတာမြင်ရတယ်ချို့နေရာတွေမှာအာနာပိုင်းတွေပါကြော်ွားပြီးတော့ဗောနော်ဒေတာအာနာပိုင်းတွေပါကြော်ွားပြီးတော့တစ်တီတည်နေတာလဲကျွန်တော်သတင်းနေရပါတယ်ဒါလေးတော့စနေတကြပြင်ဆင်ဖို့တော့လိုမယ်ထင်ပါတယ်ဆိုတော့ဒီနေ့ပထမသတင်းကိုပြောရမယ်ဆိုရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုပ်ခထနော်နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ရုရှားခီးစင်ပေါ့နော်အခုတော့ကျွန်တော်သတင်းတင်ဆက်နေတဲ့အချိန်မှာတော့ရုရှားမဟုတ်တော့ဘယ်လာရုစ်ကိုရောက်သွားပြီပေါ့နော်ဆိုတော့ အရင်ဆုံးရုရှားကိုပဲပြောရအောင်ပေါ့ရုရှားမှာအာရုရှားအာဆီယံစီးပွားရေးအဖွဲ့နဲ့လည်းတွေ့တယ်ပြီးတော့ရုရှားမြန်မာစီးပွားရေးဖိုရမ်တခုလုပ်တယ်အဲ့ဒီမှာလည်းမိကွန်ပြောတယ်ဒီမှာပြောတဲ့နေရာမှာဒီနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ပြောဆိုချက်တွေကိုကျွန်တော်တို့ပြန်လေ့လာတဲ့ခါကျတော့နိုင်ငံတော်ဝန်ကြီးချုပ်ကဒီမြန်မာနိုင်ငံကိုလာပြီး invest လုပ်ပါရင်းနှီးမြှုပ်နှံမှုလုပ်ပါလို့သူကပြောတယ်ပေါ့နော် ဒါတော့တခြင်းကားအတွက်ပြောတာမဟုတ်ဘဲနဲ့ရေရှည်ရင်းနှီးမြှုပ်နှံမှုဝင်ဖို့အတွက်ပြောတယ်လို့ကျွန်တော်ယူဆတယ်။ပြီးတော့ဒီမှာသူဥတီပြအများတန်းပြောတာကအိန္ဒိယနိုင်ငံတွေဖြစ်တဲ့တရုတ်နော်အိန္ဒိယပြီးလို့ရှိရင်လူကြီးများတဲ့ဘင်္ဂလားဒေ့ရှ်ပေါ့စုစုပေါင်းဒီလိုပေါ့ပတ်ပတ်လေပါဆိုလို့ရှိရင်အာလူကြီး3ဘီလီယံကျော်လောက်ရှိတယ်နော်3ဘီလီယံကျော်လောက်ရှိတယ်ပေါ့3ဘီလီယံဝန်းကျင်လောက်တော့ရှိမယ်ပေါ့နော်သူအဲ့လိုမျိုးပြောတယ်ပေါ့ဘာကြောင့်လဲဆိုတော့ ဒီလူတွေကိုအမိပြုတ်ပြီးမြန်မာနိုင်ငံကအချက်ချာကြတယ်ဒီလူတွေအမိပြုတ်ပြီးလို့ရှိရင်ဒါ invest လုပ်ပြီးတော့စီးပွားရေးလုပ်လို့ရတယ်ပေါ့အဲ့တော့မခြားနိုင်ငံမှာရှိတဲ့စီးပွားရေးသမားတွေကိုဖိတ်ခေါ်တယ်လာစီခြင်းတယ်ပြတော့ဒီမှာသူပြောတဲ့အချိန်မှာဒါတခုတည်းသောစကားကရုရှားတွေရဲ့ရင်ဘက်ကိုသွားထိတယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ဒီရုရှားနိုင်ငံရဲ့ဒီဖြစ်ထွန်းအောင်မြင်မှုတွေပေါ့နော်ဖြစ်ထွန်းအောင်မြင်မှုတွေရုရှားနိုင်ငံရဲ့ကျေဝှက်ချမ်းသာမှုတွေနဲ့နှီးပညာတွေကိုနော် ဟိုသူတို့တိုက်ခိုက်ကြတယ်ပေါ့ဆိုလိုချင်တာတော့ကျွန်တော်ထင်တယ်တော့အနောက်နိုင်ငံတွေပြောတာပေါ့နော်ဘလို့ပဲတိုက်ခိုက်နေပါစီအောင်တော့နော်အဲ့ဒီခုနပြောတဲ့ကြွယ်ဝချမ်းသာမှုဤပညာတွေဖြစ်ထွက်အောင်မြင်မှုတွေဘလို့မှနှိမ်နှင်းလို့မရအောင်ဆိုတဲ့အခါပါရုရှားအင်တန်မျိုးချစ်စိတ်ကြီးတဲ့နိုင်ငံဖြစ်ပါတယ်ဆိုတော့လက်ခုတ်ထတီးကြတယ်ပေါ့နော်ရုရှားလုပ်ငန်းရှင်တွေကဆိုကျွန်တော်ပြောချင်တာကအဲ့နိုင်ငံတော်စီမံအချုပ်အခြာစီဥထားရဲ့နောက်ပိုင်းမှာပြောမယ့်ဟာလေးလည်းထပ်ပြောမယ်ပေါ့အခုပြောချင်တာကရုရှားတီး ဒီအိန္ဒိယတို့တရုတ်တို့လောက်တော့ဘီလီယံနာမပေါ်အဲ့မဲ့အထူးဖြင့်အမေရိကန်လောက်မပေါ်အမေရိကန်အများကြီးဆိုတော့အဲ့လောက်မပေါ်ပြိမဲ့လဲရုရှားကအတိုင်းအတာတစ်ခုထိချမ်းသာကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်ကျွန်တော်အမြင်ဆိုလို့ရှိရင်ဒီနိုင်ငံမှာရုရှားကိုနော်ဒီစွမ်းရင်ကဏ္ဍအာနောက်ပြီးလို့ရှိရင်အာကာသနိပညာကဏ္ဍစသဖြင့်ဒီလူကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှုရောက်အောင်လို့တည်ကြပါကျွန်တော်ဆိုရင်လည်းလုပ်မှာပါပဲဆိုတော့ နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကဘာပြောလဲဆိုတော့မြန်မာနိုင်ငံမှာလာပြီး invest လုပ်ပါနော်လက်ရှိကြုံတွေ့နေရတဲ့နော်မြန်မာနိုင်ငံကိုပြောတာပေါ့လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကိုခင်ဗျားတို့ခေါင်းထဲသိမ့်မထည့်ပါနဲ့နော်ဒါတည်တင်ကသာဖြစ်ပါတယ်နော်သူပြောတဲ့ဟာတွေနော်တကယ်လို့ပူပေါင်းပြီးဆောင်ရွက်သွားမယ်ဆိုလို့ရှိရင်ဒီခက်ခဲတွေအလုံးကြော်လွှားနိုင်မယ်လို့သူကပြောတယ်အခုကြုံတွေ့နေရတဲ့အရာတွေကိုသူကတည်တင်ကလို့ပဲသတ်မှတ်ထားသေးတယ်ဆိုတော့ကျွန်တော်တို့က အမျိုးမျိုးတော့မြင်ရမယ်ပေါ့နော်ဟာဟိုရှေ့မှာတိုက်ပွဲဖြစ်တယ်ဟိုနားမှာတိုက်ပွဲဖြစ်တယ်အဲကျွန်တော်တို့အမြင်မှာတော့ဒါတားကြီးမာတဲ့ပြဿနာရေပေါ့နော်အာမျိုးပဲနဲ့မျိုးပေါ့သူတို့ဒီတစ်ခါမှမသိမ့်ဘူးတဲ့ NUG အတွက်တစ်ခါမှမရဘူးတဲ့ PDF တွေအတွက်ကတော့ဟိုတိုင်းရင်သားလက်နက်ကင်တွေတိန်းထားတဲ့မျိုးတွေပါအကုန်လုံးပေါင်းပေါင်းမိထထပြောတယ်ပေါ့နော်အာမျိုးပေါင်းပဲ90တကယ်တော့မျိုးနယ်ပြောတာမဟုတ်တော့မျိုးပေါင်း90ကျော်တရားအဲ့လိုမျိုးပြောတယ်ပေါ့ ဒါရီသူတို့အတွက်ကတော့ပါဇက်ရတာခံပြီးပြောလောက်စရာတော့ဖြစ်လောက်တယ်။နော်ဒါပေမဲ့ဒီနိုင်ငံတော်ဝန်ကြီးချုပ်လက်ရှိနိုင်ငံတော်ဝန်ကြီးချုပ်အပါအဝင်နိုင်ငံကောင်ဆောင်တွေတမန်တော်ကောင်ဆောင်တွေရဲ့အမြင်မှာတော့သူတို့ကဒါကိုတည်ငကားလို့ပဲပြောတယ်ဒီအခက်ခဲဆိုတာခဏပဲကောင်းနေထားစရာမလိုလောက်တဲ့အခက်ခဲလို့တော့သူတို့ပြောတယ်ဒါပေမဲ့ဟိုအစိုးရကအဲ့လိုစကားပြောလိုက်တယ်ဆိုလို့ရှိရင်တော့အောက်ခြေဘက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့အောက်ခြေမှာကဟို ဥပမာကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်ယင်းဒီပေးဆက်မှုတစ်ခုတိုင်းပေါ့နော်အဲ့ဒါအဲ့ဒါအကုန်လုံးကျွန်တော်တို့ကကြီးကြီးခံနာတယ်နော်ကျွန်တော်တို့ကတတ်မှုကြီးတယ်တကယ်လို့ကျွန်တော်ဆုံးရှုံးသွားရဆိုလို့ရှိရင်လည်းအစားထိုးမရတဲ့ဆုံးရှုံးမှုခံစားရတယ်ပေါ့နိုင်ငံတော်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကတစိမ့်တစ်ပိုင်းတည်ငါမျှတာလို့သူတို့ကပြောတယ်ပေါ့နော်ဆိုတော့ပြန်ပြီးလှည့်ရမယ်ဆိုရင်နိုင်ငံတော်ဝန်ကြီးချုပ်ကခင်ဗျားတို့လာပြီး invest လုပ်ပါလက်ရှိဖြစ်နေတဲ့အခြေအနေတွေအကုန်လုံးကတည်ငါပဲမကြခင်ဒါတွေကပြည်လေသွားလိမ့်မယ်လို့ပြောတယ် တော့ဘလူးနီလန်နေနဲ့ဘလူးဆက်သွားပြီးဘာတွေလုပ်မလဲဆိုတော့စနစ်တကျတော့တို့မှာတော့ ABCD တော့ဒါစီစဉ်ထားတာတော့ရှိမှာပေါ့နော်ဒါကတော့ကျွန်တော်တို့လည်းကြိုပြီးတော့ခံမှန်းပြောဆိုလို့တော့ရမယ့်အခြေအနေတော့မဟုတ်ဘူးဆိုတော့အခုတော့ဒါနိုင်ငံတော်ဝန်ကြီးချုပ်ကဘီလာရုစ်နိုင်ငံမင်းစ်မြူကို ရောက်ရှိနေပြီဖြစ်ပါတယ်အဲ့ဒီမှာဒါလူကာရှန်ကောနဲ့တွေ့မယ်အခုခုလော့ဆယ်တော့ဒုတိယဝန်ကြီးချုပ်နဲ့တွေ့ပြီဆိုတဲ့သတင်းတွေတော့ကျွန်တော်ထွက်လာတယ်အဲ့ဒါတွေတော့ကျွန်တော်တို့ဒါတိတ်တော့မစုံသေးတဲ့ခါကျတော့ကျွန်တော်မပြောဘူးပေါ့နော် ိုတော့နောက်ရက်ဒီမှာတော့ဒါဘီလာရုစီရဲ့ဒါတက်တန်းရှီကောင်းဆောင်မတော်တမရလည်းဖြစ်တဲ့လူကာရှင်ကောနဲ့တွေ့မှာလူကာရှင်ကိုဆိုတာလဲနည်းနည်းနော်နော်လူတော့မဟုတ်เนาะသူ့အာနာရှင်လို့ဘလို့ပဲပြောပြောဘလို့ပဲပြောပြောကဘာမှာတော့ရုရှားနဲ့ပတ်သက်လာရင်နဒုတိယကအကြီးပါတယ်သူလို့ပြောလို့ရတဲ့သူပဲလူကာရှင်ကိုဘာကြောင့်လို့ဆိုတော့တကယ်လို့ရုရှားကိုချင်းကတ်တော့မှဆိုရင်တချမ်းအဲ့ဒီဘက်ချမ်းကိုတော်တော်ပြေးပြီးမြင်ကြတဲ့သူတွေရှိတယ်ဗောနော်ဘယ်လာရုဆိုတာလဲ ဒါရုရှားနဲ့ရောယူကရိန်းနဲ့ရောအင်ဒီဂျင်ဖြစ်တဲ့ခါကျတော့ဒီယူကရိန်းအရေးပြဿနာကြီးဖြစ်လာတဲ့ချိန်မှာဘယ်လာရုနိုင်ငံဟာပို့ပြီးတော့ကမ္ဘာမျက်နှာစာကိုရောက်လာတဲ့နိုင်ငံဖြစ်ပါတယ်။အဲ့ဒီတော့မိထားလို့မရတဲ့နိုင်ငံလည်းဖြစ်တယ်ပေါ့နော်။ဘာပြောအဲ့ဒီဘယ်လာရုနိုင်ငံကနေပြန်လာတယ်ဆိုလို့ရှိရင်နိုင်ငံတော်ဝန်ကြီးချုပ်ကဗလာဒီဗော့စတော့ကိုသွားအောင်မယ်လို့တော့ပြောတယ်ပေါ့နော်။ဆိုတော့အရင်ရက်ကကျွန်တော်ကြီးညာတဲ့ချိန်မှာမြို့သုံးမြို့ပဲကျွန်တော်ပြောခဲ့တယ်။မော်စကိုရဲ့စိန့်ပီတာစကတ်ရဲ့နောက်ပြီးတော့ နောက်မြို့တစ်မြို့ပေါ့နော်ဒီကောင်စစ်ဝင်ရုံဖွင့်တဲ့မြို့ကိုကျွန်တော်နာမည်နည်းနည်းပြောရခက်လို့ပြီးတော့အခုအပြန်မှာပလာဒီဘော့စတော့ကိုထပ်ဝင်မယ်ပေါ့နော်ဘာ4ရက်နေဘာရှိလို့လဲတော့မသိပါဆွေးနွေးပွဲရှိလို့လည်းမသိအဲ့ဒီကိုပြန်သွားမယ်ပေါ့နော်ဆိုတော့ဒါနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးပြောတာဖြစ်ပါတယ်ဆိုတော့ဒီခီးစဉ်မှာသဘောတူညီခဲ့တဲ့ဒီ small modular reactor လာနော် SMR ဒီ nuclear တပ်ပေါင်းဖို့ဒါနဲ့ပတ်သက်ပြီးတော့ဒါလည်းစစ်ဆော်အားထုတ်ဖို့ပေါ့နော် နျူကလ িয়ার ကိုငြိမ်းချမ်းတဲ့အနေနဲ့အသုံးပြုဖို့အတွက်ဒါနဲ့ပတ်သက်ပြီးတော့လက်မှတ်ထိုးခဲ့တယ်အကောင့်ထဲပေါ်ဖို့လည်းလုပ်နေပြီလို့တော့သိရတယ်ပေါ့နော်ဗာအစိုးရကဒါက Rosetta Company နဲ့မြန်မာနိုင်ငံမှာအဲလောက်တာကြာနေပြီပေါ့ဆိုတော့ဘာပဲဖြစ်ဖြစ်တော်တော်များများကနျူကလ িয়ার ဒီနည်းပညာနဲ့ပတ်သက်ပြီးစိုးရိမ်နေတာမျိုးတွေရှိတယ်ပေါ့တဘာပတ်ဝန်းကျင်ပျက်စီးမှုတွေပေါ့နော်ခုနကတော့ကိုကိုတိုင်တော့မှတော့တစ်ပင်တစ်ပင်မဆိုင်ပဲတဘာပတ်ဝန်းကျင်ပျက်စီးတဲ့ဖွဲ့ရလည်းတသက်ရှိတယ်ပေါ့နော်အဲ့လိုပြောတဲ့ဖွဲ့လည်းတသက်ရှိတယ်ဆိုတော့ နျူကလ িয়ার တပ်တပ်ပေါင်းပုံမှာကျွန်တော်တို့ရမယ့်ပမာဏလေးကတိတိလေးပါပဲဒါကျွန်တော်တို့ကအရင်ဆုံးဟိုနီးပညာပေါ့နော်မြေစမ်းခရမ်းပြုတ်လောက်တာနီးပညာကျွန်တော်ရယူတာဆိုတော့နောက်ပိုင်းဘယ်လောက်ထိတိုးချဲ့ပြီးလုပ်နိုင်မလဲဆိုတော့ကျွန်တော်တို့မပြောတတ်ဘူးနော်အခုလောလောဆယ်ကတော့နီးပညာရယူတာအဲ့ဒီကထွက်မဲ့မကဝက်ကလည်းဒါနေပါတယ်130လောက်ပဲလို့ဆိုတော့အဲတာမန်လောက်ပဲပေါ့နော်အာတာမန်ဆက်ယုံအသေးစားတစ်လုံးစာလောက်ပဲရှိမယ်အဲ့ဒီကလည်းဟို စွန့်ပစ်ပစ်စီလည်းဘာမှထွက်မှာမဟုတ်ဘူးအဲ့ဒါကိုဒါအအေးခံမဲ့ရင်နှွေးငွေ့ကြီးတာတော့အထွက်မှာပေါ့နော်ဒါကတော့ပြောစရာတော့တိတ်မလို့ပေါ့ဒါပေမဲ့ဟိုပုံမှန်အဖြစ်တော့တိတ်ပြီးတော့ပြဿနာရှိလောက်တဲ့အနေထားမဟုတ်ဘူးစိုးရင်စရာလည်းရှိလောက်တဲ့အနေထားတော့မဟုတ်ကျွန်တော်တို့နှီးပညာယူတဲ့အခြေအနေပဲရှိတယ်ပေါ့နော်ဘေးအနေနဲ့မရှိဘူးဆိုတော့ကျွန်တော်ပြောချင်တာပါဆိုတော့အဲနောက်တည်နေတဲ့ဘုတ်ကတော့ကျွန်တော်တို့သုံးဆန်တိုင်းပေါ့နော်ဒီသူတို့ရေးသားနေကြတဲ့အတိုင်းပဲအနာသိမ့်ပြီးနောက်ပိုင်းမြန်မာဟာမိုင်းကြောက်ထိခိုက်တည်ဆုံးမှု ကမ္ဘာနံပါတ်1နိုင်ငံဖြစ်လာတယ်ဆိုပြီးတော့ပြည်ပြင်းမီဒီယာတွေရေးပါတယ်ဆိုတော့အာနာသိမ်းပြီးနောက်ပိုင်းဆိုတော့ခေါင်းစဉ်အမြဲတမ်းတက်ကိုတက်တယ်လို့ကျွန်တော်ပြောတယ်ပေါ့နော်အဲ့လိုပဲပြောချင်တာကတော့ဒီမိုင်းတွေကြောင့်နော်မိုင်းတွေကြောင့်ထိခိုက်တိုက်ဆုံမှုအာကမ္ဘာနံပါတ်1နိုင်ငံဖြစ်လာတယ်ဆိုတော့ဘာကြောင့်လဲစစ်တကမိုင်းသိမ်းမတော့နေတယ်သူတို့စခန်းချတဲ့နေရာပတ်ဝန်းကျင်မှာလောက်တာအဲသူတို့ဘယ်လိုခေါ်လဲကာမိုင်းလို့ပါတော့အဲ့လိုပေါ့နော်ရှေ့အတွက်မိုင်းလားဘယ်လိုအဲ့လိုအဲ့လိုမိုင်းတွေပဲသူတို့ကသုံးတယ် တကယ်တမ်းဟိုပြည်သူတွေသွားလာတဲ့လမ်းတစ်လျှောက်လုံးမှာဘောနော်မှုပေါက်တယ်လို့ဘောနော်ကျုံရနေရမှာအကုန်မိုင်းထောင်တာကတော့ BDF တွေပဲဆိုတော့ရှေဘူသွားတဲ့ကားလမ်းမှာပြီးခဲ့တဲ့ရက်ပိုင်းကအဲဗီဒီယိုတပုတ်တက်လာတယ်ရှောင်းမီကွေးမီမောင်းနေရတဲ့ဗီဒီယိုတပုတ်ပေါ့နော်ဘေးမှာဒီကားလမ်းဘေးဒီမှာဒီလိုတန်တန်ကြီးတွေနဲ့မိုင်းတွေထောင်ထားတယ်တန်ကြီးတွေနဲ့တော့ထောင်ထားရအောင် ဆိုတော့ဘယ်သူမှလည်းရွတ်တရက်သွားမရှင်းနိုင်နည်းမမအေးချမ်းဘူးအဲ့တော့အတန်းအန္တရာယ်ကြားတွေကပဲဒီလိုသွားနေရတဲ့အနေအထားဖြစ်တယ်ပေါ့နော်ဆိုတော့မိုင်းနေအများဆုံးဘေးရထွက်လဲ PDF တွေစီရထွက်တယ်လက်နက်ကင်တောင်းကျန်သူတွေကမိုင်းလုံးနီးတွေတင်ပြီးတယ်အမှမထော်မနန်းနေနဲ့ကျုံရနေရာထဲမှာမိုင်းတွေထည့်ပြီးထောင်းတယ်ကျုံလိုထောင်းတယ်အဲ့တော့မတော်တဆထိခိုက်မှုတွေများပြားလာတာက ပြည်သူကခံရတယ်ပေါ့နော်အဲ့တော့အင်မနိုင်ငံမိုင်းနေအများဆုံးဖြစ်လာတာကဘယ်သူကြောင့်လဲမမင်းနဲ့နော် PDF နော် အဲ့ဒါကိုအစပြုခဲ့တဲ့ NUG PDF တွေမိုင်းပညာသင်ပေးခဲ့တဲ့ဒီလက်နက်ကင်တောင်ချန်းသူတွေရဲ့စစ်နက်ကြောက်ပဲမြန်မာနိုင်ငံကမိုင်းကြောက်အထိခိုက်မှုအများဆုံးနံပါတ်၁နိုင်ငံဖြစ်လာတယ်။တော်တော်လေးဂုဏ်ယူစရာကောင်းနေတယ်လို့ထင်နေတယ်ဆိုရင်ဆက်လုပ်ကြဖို့နော်။ကဲအဲ့ဒီမိုင်းတွေကြောက်ပဲမွန်ရမန္တလေးလမ်းပေါ့နော်ခြောက်ဦးမြို့နယ်ထဲမှာရှိတဲ့လမ်းမိုင်းတနေရာမှာကျောင်းကင်ရဲ့ Aceback ကို PDF တွေပြစ်ကြတယ်ဆုပြီးတော့သူတို့ကတတိယမှာဘယ်လိုကြီးလဲဆိုတော့ စစ်ကောင်စီအဖွဲ့ကအဲ့ဒီကားကိုရှေ့ကမောင်းခိုင်းတယ်။နောက်တရင်နဲ့မျိုးမျိုးကြီးလာပြောပြမယ်ရှေ့ကမောင်းခိုင်းတယ်။အဲ့ဒီကားကို꿰ပြီးတော့စစ်ကောင်စီကလိုက်တယ်။သူကပြောတယ်။နောက်ဒါဌာနတစ်ခုကရေးတာ။နောက်တစ်မျိုးကျတော့အဲ့လိုမဟုတ်ပြောင်း။အဲ့ဒီတရင်ဌာနရေးတဲ့ပုံစံကျတော့ဒီကားပေါ်မှာအဲ့အဲ့လိုမျိုးအဖွဲ့တွေစစ်ကောင်စီတွေလိုက်လာတယ်။အဲ့ဒါကြောင့်မလို့ပြစ်တယ်။ဟမ်။နောက်တချို့တရင်ဌာနကျပြောတော့လေရက်ခိုင်တာမရက်လို့ပြစ်တယ်။ အမျိုးမျိုးပြောကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီကောင်းငင်ရဲ့ဘတ်စကာဟိုပြစ်တယ်ထီထီရရအိုးတို့ကတော့ကာပြီးလာတယ်လို့ပြောတယ်ဆိုရင်တော့ကျွန်တော်ဒီမှာပြောစရာတစ်ခုရှိတယ်ပြစ်ထားတဲ့နေရာပေါ့နော်ပြစ်ထားတဲ့နေရာနံပါတ်1ဒီအရှိရင်မောင်းထိုင်တဲ့နေရာနဲ့ရင်အကူထိုင်တဲ့နေရာပေါ့ဒီကဘယ်မောင်းညာမောင်းတော့ကျွန်တော်လည်းမသိဘူးကျွန်တော်ထင်တာတော့ဘယ်မောင်းဖြစ်ဖို့များမထင်ပါနဲ့ဆိုတော့ရင်မောင်းထိုင်တဲ့နေရာနဲ့ရင်အကူထိုင်တဲ့နေရာကိုမွားစာကျင်းအောင်ပြစ်ထားတယ် အဲ့အပြင်မှာဒီအပေါ်ကဒီမှန်နေရာတွေတောက်လျှောက်ပြစ်ထားတယ်ပေါ့နော်ဆိုတော့ပြောချင်တာကတော့ဒီတက်ခိုက်မှုမှာနော်နှစ်နှစ်ရွယ်ကလေးငယ်တူတော့နောက်ပြီးတော့သူ့အမေပေါ့နော်တာမီနှစ်ယောက်တည်ဆုံခဲ့တယ်အဲ့ပုံမှာအဲ့ပုံကောင်းမှာပါလာတော့ခကြီးတဲ့တူသုံးဦးတည်ဆုံခဲ့တယ်ငရေပဲတော့ငရေပဲအဲ့ကားကိုဒီတိုင်းစီးလာတယ်ကားကဒီမိုင်းတွေ ဒီမှာဆိုလို့ရှောင်ခွင်းသွားတဲ့အနေထားမှာလမ်းလေကျောင်းကနေကတ်မောင်းတယ်။အဲ့တော့မပြောမစိုးမိုင်းကောက်ဆွဲတယ်။မိုင်းဆွဲပြီးတော့ဒလဇက်ဆိုသလိုပဲအဲ့ဒီထဲမှာရှိတဲ့ခရီးသွားပြည်သူတွေရှိနေတဲ့ကားပေါ်ကိုကြီးစံနေပြက်သွင်းတယ်။အဲ့ဒီချိန်မှာအဲ့နှစ်နှစ်ရွယ်ကလေးငယ်နဲ့သူ့အမေနောက်ပြီးတော့တခြားပါလာတဲ့ခရီးသည်တွေ ငရေကန်းတစ်ခုတည်းကိုကြာနေတယ်လို့ပဲနေမှာကျွန်တော်ပြောတာကကားတစ်စီးလာတယ်မိုင်းဆွဲလိုက်တယ်ပါလာတယ်လို့သူတို့ကပြောတယ်ဗောနော်မိုင်းဆွဲလိုက်တယ်အဲ့ပုံမှာပါလာတယ်တကယ်လို့ပါလာဆိုရင်သူတို့ပြန်ပြစ်မှာပေါ့အကြောင်းမျိုးမျိုးနေရာယူလာတယ်ဗာလေလုံမဲ့ချက်ချင်းကားပေါ်ဆင်းမဲ့အကာအွယ်ယူပြီးပြန်ပြစ်မှာပေါ့ဘာဖြစ်လို့များဒီလောက်တောင်ဟိုရဲရဲဆက်ဆက်လူမဆန်အောင်လုပ်ရတဲ့အထိလူစိတ်ပြောက်နေရတာလဲဟုတ်တယ်ဟုတ် ခလီတငယ်တွေပါလာမယ်။ယဟန်တန်ဃာတွေပါလာမယ်။တကြီးရွယ်ဦးတွေပါလာမယ်။ expect ကနေတော့ဘယ်သူမှစစ်စင်ရင်မထွက်ပါဘူး။ဒီလောက်တော့ခေါင်းတုံးတင်တာပေါ့။ဒီလောက်မှအုံနှောင်းမရှိဘူးဆိုလို့ရှိရင်လေလုံမနေနဲ့ဒီဒေါ်လန်ကြီး။အောင်ပါလည်းမဟုတ်။နော်။ဆက်လုံနေလေအပူပဲ။ကိုကျိုးစည်းဘွားကာကွယ်တာနဲ့နော်အတ္တအော်ရှည်တန်းတင်တဲ့ဒေါ်လာကြီးပဲဖြစ်မှာပဲအဲ့တော့ဘယ်တော့မှမနိုင်အကြမ်းဖက်မှုတွေအသက်တည်ဆုံးမှုတွေ ထိခိုက်ဒဏ်ရာရရှိမှုတွေမတည်ငြိမ်မှုတွေဒါပို့ပြီးတော့ကြီးထွားလာလိမ့်မယ်။အောင်မြင်စရာအကြောင်းတစ်ကြောင်းမှမရှိဘူး။နောက်ဆုံးအညာကနုံထဲမှာပဲနေသွားလိမ့်မယ်။ဒီတိုင်းဆက်လုပ်မယ်ဆိုတော့လူတွေပြောပြောကြတယ်ဒုနိုင်ငံစီးလုံးမယ်ဆိုရင်ခဏခဏပဲအသေးကြပဲစီးလုံးကြည့်လိုက်ခဏပဲကျွန်တော်တို့နိုင်ငံတချိန်လို့ထိုးတတ်တော့ငင်းငင်းလေးနေကြည့်လိုက်ပါလားနေရတကအဖြစ်မဆန်မနဲ့အလုပ်လေး ပေါင်းပြီးလုပ်ကြည့်လိုက်ရပါလားပညာလေးရှာကြပါလားနော်ပညာရှာပြီးနောက်တစ်ချိန်မှာပြန်ပြီးနိုင်ငံအတွက်ရင်းနှီးမြှုပ်နှံကြပါလားဒါမျိုးမရှိရင်တော့ကျွန်တော်နိုင်ငံငြိမ်းချမ်းမှုဒါအခက်ခဲဦးမှာပဲအတ္တရည်ပဲခြေတန်းတင်တဲ့အခြေအနေဖြစ်နေတယ်ပေါ့နော်နောက်တစ်တင်တစ်ခုကတော့ဒါရုရှားဘက်ကပြောတဲ့တင်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ယူကရိန်းမှာဒီဗြိတိရှားနဲ့ပြင်သစ်တပ်တွေထားဖို့ဆိုပြီးတော့ဆွေးနွေးနေကြတယ်အဲ့လိုပဲတခြား EU နိုင်ငံတပ်တွေထားဖို့ဆိုပြီးတော့ဆွေးနွေးနေကြတယ်ပေါ့နော် ရုရှားကတော့တတိပီလိုက်တယ်အဲ့ဒါဘာလဲဆိုတော့တကယ်လို့အဲ့ဒီတက်တွေအဲ့ဒီမှာလာထားမယ်ဆိုလို့ရှိရင်ဥရောပတက်တွေအဲ့မှာလာထားမယ်ဆိုလို့ရှိရင်ဒါတိုက်ရိုက်စစ်ပွဲဖြစ်တယ်လို့သူကသတ်မှတ်မယ်ပေါ့နော်သူတို့အဲ့လိုမျိုးတိုက်ရိုက်စစ်ပွဲလို့ရှုမြင်တော့မယ်ပေါ့ဘာကြောင့်လဲဆိုတော့ဒီဥရောပတက်ဖွဲ့တွေအဲ့ဒီမှာလာနေတာကနော်ဘာနဲ့တူတာလဲဆိုတော့နေတိုးအဖွဲ့တွေတက်ဖြတ်ထားတဲ့အတူတူပဲပေါ့အဲ့အတွက်ငကူတွေကမှယူကရိန်းကိုစစ်စင်ရေးလောက်ရတဲ့အကြောင်းရင်းကနော် နီတိုးကိုဝင်မယ်လို့ယူကရိန်းကပြောလို့နီတိုးစစ်အခြေစိုက်စခန်းဒီမှာလာဆောက်မှာစိုးလို့ဝင်ခဲ့တယ်။နော်အခုအဲ့လိုလုပ်မယ်ဆိုတော့ဘာမှမထူဘူး။ပြီးခဲ့တဲ့ရက်ပိုင်းကဒါမော်ဒူဗာတင်တယ်။မော်ဒူဗာနယ်စပ်မှာလားလစ်တူရီးနီးယားနယ်စပ်မှာလားမသိဘူး။အမေရိကန်မှာပါတဲ့စစ်စင်ရေးတစ်ခုကိုဥရောပနိုင်ငံတွေလုပ်ခဲ့တယ်။လစ်တူရီးနီးယားတို့မော်ဒူဗာတို့နောက်ပြီးလို့ရှိရင် UK တို့ပြင်သစ်တို့ပေါ့နော်ဆားတဲ့စစ်အင်အားတစ်တောင်းလောက်နဲ့ဟန်ဘီးတွေ900လောက်နဲ့အဲ့လိုမျိုးစစ်အင်အား များပြားနဲ့စစ်စီရင်တခုလုပ်ခဲ့တယ်ပေါ့လေ့ကျင့်ရင်တခုလုပ်ခဲ့တယ်ဒါကလည်းရုရှားဘက်ကစောင့်ကြည့်နေရတဲ့အရာမျိုးဖြစ်ပါတယ်ဘာပဲပြောတကယ်လို့ဒါ EU နိုင်ငံတွေကယူကရိန်းနဲ့မှာတက်ပြန့်ချထားမယ်ဆိုလို့ရှိရင်နှစ်ဖက်ညှိနှိုင်းပြီးချထားမယ်ဆိုတော့တို့လက်ခံတယ်မဟုတ်ဘဲနဲ့အခုလိုမျိုးလောက်တာဆိုလို့ရှိရင်တော့တို့ကလက်မခံဘူး။ဒါရိုက်စစ်ဖြစ်တယ်ဆိုပြီးတော့တို့ကတတ်မှတ်မယ်လို့ပြောပါတယ်။ဒါဒီနေ့ကတော့ဒါမတ်လ6ရက်နေ့မှာတနိုင်းမြို့နယ်ထဲမှာရှိတဲ့ KIA စခန်းတစ်ခုကို လူမျိုးတဖုံဝင်နေတဲ့ဝါယာဇုတ်ပြည်သူစစ်အဖွဲ့ဝင်တွေကဒါမနက်အစောကြီးမှာဝင်ရောက်တင်ပိုက်လိုက်တယ်လို့သိရပါတယ်ဆိုတော့ဒီမှာတော့ကြံခဲ့တာတော့အလောင်းကတော့တလောင်းပဲပေါ့နော်အလောင်းတလောင်းလက်နက်တွေနောက်ပြီးတော့ခဲယမ်းတွေဆက်ဆက်ပစ္စည်းတွေကြံခဲ့လို့သိရတယ်ဆိုတော့ဒီမှာရှိတဲ့ဒါ KIA အဖွဲ့ရဲ့ဆက်သွယ်ရေးမြောင်းတွေစခန်းတွေကိုတင်ပိုက်ပြီးတော့မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်းသိရပါတယ်နောက်တဲ့နေ့ဘုတ်ကတော့ဒါကြောက်ဖြူမှာပေါ့နော်ကြောက်ဖြူမှာဒီနေ့အထိပေါ့ ဲ့ဒီစီမော်ယွာနာကပတ်ဝန်းကျင်တစ်လျှောက်ကိုဗောနော်တိုက်ခိုက်နေတာဒီနေ့ထီစုစုပေါင်းရရှိတဲ့အီအလောင်းက၈လောင်းရှိပြီးတော့လက်နက်73လက်ရရှိထားတယ်လို့သိရတယ်ဆိုတော့တိုက်ပွဲကတော့ဆက်ဖြစ်နေသေးပဲအချို့နေရာတွေမှာတော့အစုတ်တက်လေးတော့ရှိမှာဗောနော်အဲ့မှာလဲဒါအင်အားဖြည့်တင်ပြီးတော့တိုက်ပွဲတွေကတော့ပြင်းပြင်းထန်ထန်ကိုဒါရှိနေသေးတယ်လို့သိရပါတယ်ဒီနေ့မှလည်းထပ်ပြီးတော့ ရရှိတဲ့တရင်ရမတ်လ6ရက်နေ့ညနေပိုင်းမှာအီအလောင်းတလောင်းနဲ့ MB2 တနတ်တလက်နဲ့ဆက်ဆက်ခဲရနေတိတ်စီရမိခဲ့တယ်လို့သိရပါတယ်။နောက်တရင်ဘောရနိုင်ငံကတရင်ပေါ့နော်။အဲ့ဒါကတော့တောင်ကိုရီးယားလီတက်ကအဖိုက်တာလီယင်နစီပေါ့။ဒါ KF-16 ပေါ့ပြည်တွင်းလို့လီယင်နေပေါ့။အဲ့ဒီလီယင်တွေကကျွန်တော်ထင်နေတာကအမေရိကန်နဲ့စီးရီးလေ့ကျင့်နေတဲ့ဒစိမ့်တစ်ပိုင်းထင်ပါတယ်။အဲ့လိုလုပ်နေတဲ့ လေရင်ကမှားယွင်းပြီးတော့ဘုံနေဖြုတ်ချမိခဲ့တယ်။ဘုံရှစ်လုံးလူနေအိမ်ဒီပေါ်ကျခဲ့တယ်။အဲ့လိုကျတဲ့အချိန်မှာလူတော်တော်များများဒဏ်ရာရတယ်။ဒါစင်နဲ့ချီဒဏ်ရာရတယ်လို့ပြောတယ်။အဲ့ထဲကနှစ်ယောက်ကဒီပခုံးယူကျူတာတွေလက်ဘင်းယူကျူတာတွေဒဏ်ရာတွေရသွားတယ်။အဲ့ဒီမှာမြန်မာနဲ့ထိုင်းနိုင်ငံသားနှစ်ဦးလည်းပါဝင်တယ်လို့သိရတယ်။ဆိုတော့ဒါနဲ့ပတ်သက်ပြီးတောင်ကိုရီးယားဘက်ကတော့ဒါစစ်တပ်ဘက်ကတော့တောင်းပန်ထားတယ်ပေါ့နော်။ယောက်ျားကြီးပြေးမယ်လို့လည်းပြောပါတယ်။ နောက်သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံထဲကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား456ဦးကိုထပ်ပြီးတော့လွှဲပြောင်းပေးအပ်လိုက်ပြီလို့သိရတယ်။အဲ့တော့ဒီနေ့ရရှိတဲ့သတင်းအရပြီးခဲ့တဲ့ရက်ကနောက်ထပ်100ဦးကိုထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းထားတယ်လို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒီရက်ပိုင်းမှာတော့ကရင်ပြည်နယ်ကော့ကရီမြို့နယ်ထဲမှာတာ KNL เนาะကရင်တောင်ကျန်းသူအဖွဲ့နဲ့ PDF အဖွဲ့တွေအဲ့ဒီအဖွဲ့တွေက နေမီကိုအတင်းဒါဒေသခံပြည်သူတွေအေးအေးချမ်းချမ်းမနေရအောင်ရထဲရွာတွေဝင်လာတာတွေတောင်းကျမ်းတာတွေလုပ်တဲ့ခါကျတော့ဒါအခုရှင်းလင်းတာတွေလှုပ်ဆောင်နေတယ်အာရှလမ်းမိုင်းကိုလည်းဒါကုံသွယ်မှုအများဆုံးရရှိဖို့အတွက်လွန်ညိုတက်ဖို့ဝင်တွေကရှင်းလင်းတာလှုပ်ဆောင်နေတဲ့ဖြစ်တဲ့အတွက်ဒီရက်ပိုင်းမှာတော့ကိုကရီပတ်ဝန်းကျင်မှာတော့တိုက်ပွဲတွေပြင်းထန်နေတယ်အဲပြီးတော့ဒီလေကြောင်းတိုက်ခိုက်မှုတွေလည်းဇက်တိုက်လှုပ်ဆောင်နေတယ်ပေါ့နော် ဆိုတော့ကျွန်တော်ကြားသလောက်ဆိုလို့ရှိရင်တော့အချိန်နေကောင်းတယ်ပေါ့နော်အချိန်နေကောင်းတယ်မကြားခင်မှာအာရှလန်ပြန်ဖွင့်နိုင်တော့မလို့ကျွန်တော်တို့ကြားပါတယ်နောက်တဲ့တင်ဘူကတော့ဒီနေ့အတွက်တော်တော်များများသိကြတဲ့တင်လည်းဖြစ်တယ်အဲ့ဒါကတော့ကျွန်တော်တို့ကိုက်ခိုင်မြို့နယ်ထဲမှာရှိတဲ့ဒါတာမိုးငယ်မြို့နယ်ခွဲပေါ့နော်အဲ့မှာရှိတဲ့မုံစီရွာမှာမုံစီရွာမှာဟွာလုံနေတဲ့ရွှေတူးနေတဲ့ဒီတရုတ်တွေနဲ့ MNDAA ကိုရွာသားတွေကသွားပြီးတော့ကန့်ကွက်တယ်အကြောင်းရင်းကတော့ရွှေတူးတာအကြောင်းမဟုတ်ဘူးသူတို့ လေယာဉ်တွေကိုတွေ့ထားတဲ့မြောင်းမှာတူးလို့ချောင်းမှာတူးလို့မလုပ်ကြပါနဲ့ဆိုပြီးသွားပြီးပြောတဲ့အချိန်မှာဒါပြဿနာဖြစ်ကြတယ်ပြဿနာဖြစ်ကြတော့ဒီ MND ဘက်ကလက်နက်ကင်တောင်းကျန်းသူတွေကအဲ့ဒီဒေသခံ6ဦးကိုပြစ်ခတ်တပ်ဖြတ်လိုက်တယ်ပေါ့နော်အဲ့တော့အခုနောက်ပိုင်းတော့နည်းနည်းတင်းမာမှုရှိတယ်ဒဏ်ရာရရှိတဲ့သူတွေလည်းရှိတယ်လို့ပြောတယ်တော့တပ်ဖြတ်ခံရတဲ့သူတွေကတော့ကချင်လူမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့တင်းမာမှုတွေတော့ရှိနေတယ်ပေါ့နော် ဒါလက်နက်ကင်တောင်းကျမ်းသူတွေပေးတဲ့အကျိုးကျေးဇူးပါပဲနောက်တရင်တဲ့ဘုကတော့ကျွန်တော်တို့ဒီမြင်းကြံဘလတ်တိုက်ကအဖွဲပေါ့နော်သူတို့တောင်းကျမ်းသူအဖွဲတွေအခြေစိုက်တဲ့ရေစကြူမြို့နယ်တွေကဒီရေလေကျွန်းဒေသပေါ့ရေလေကျွန်းပတ်ဝန်းကျင်မှာရှိတဲ့ဇယက်နီလားမသိဘူးအဲ့ဒီရွာအဲ့ဒီရွာဝန်းဝန်းကျင်မှာသူတို့ကစခန်းဆိုင်ထားတယ်ဆိုတော့ဒီတရင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်အရင်ဆုံးပြည်ပြမီဒီယာတွေဗာရေးလဲဆိုတော့ အဲ့ဒီဒေတာမှာရှိတဲ့ရွာတွေကိုစတက်ကမီးရှို့ဖျက်ဆီးတယ်ဆိုပြီးတို့ကရေးတယ်။ဒါပေမဲ့တစ်ဖက်မှာကျတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီစခန်းသိမ်းခံရတယ်ဆိုတဲ့အကြောင်းတစ်ဖက်တတင်းတွေကထပ်ရည်ပြမကြိုက်တာပြောပြရအောင်နော်။ဆိုတော့အဲ့ဒီရွာမှာတို့သွားပြီးအခြေဆိုင်ထားတယ်။တိုက်ပွဲပေါ်တယ်။နော်တက်ကလည်းအဲ့မှာတို့အခြေဆိုင်ထားမှန်းသိတော့သွားပြီးရှင်းလင်းတယ်။ရှင်းလင်းတော့အဲ့ရွာကနေခံတိုက်တယ်။ခံတိုက်တော့နောက်ဆုံးမနိုင်တဲ့အဆုံးကြီးတွေလုံးဝမရှိတဲ့အဆုံးမှာရွာမီးရှို့ပြီးပြန်ပြေးတယ်။ဆိုတော့စစ်တက်ကရွာမီးရှို့တယ်ဆိုပြီးတော့ သတင်းထွက်တယ်။ဆိုတော့စစ်တပ်ကလည်းလုံးဝမလုပ်ဘူးလားဆိုရင်တော့သူတို့အခြေဆိုင်ခဲ့တဲ့နော်စခန်းနေအိမ်ဒါမှမဟုတ်အဲ့လိုနေရာတွေကိုတော့ဘယ်သူမှတော့လိုက်ပြီးတော့တယူတရာလိုက်မရှင်းနေနိုင်တော့အကုန်လုံးဒီဖြောက်ပြီးရှင်းလင်းပြမှာပဲလေ။ဆိုတော့အဲ့ဒီရွာကနေသူတို့ပြန်ဆုတ်သွားရတယ်။အသေးပြောက်လည်းများနိုင်တယ်။ထွက်ပြေးသွားကြပြီပေါ့နော်ရွာကနေတော့ရွာကတော့တစ်ဆင့်တစ်ဆင့်နဲ့ပျက်စီးပြီးကျန်ခဲ့တယ်ပေါ့နော်။အဲ့တော့ဒီရက်ပိုင်းမှာတော့ဒီမဒရာတပိတ်ချင်း စင်ကူးပတ်ဝန်းကျင်မှာတော့တိုက်ပွဲအချို့ရှိတယ်နောက်ပြီးတော့ဒီတောင်တာမြို့နယ်ထဲမှာလည်းလေကြောင်းတိုက်ခိုက်မှုရှိတယ်ဂံကောမြို့နယ်ထဲမှာလည်းလေကြောင်းတိုက်ခိုက်မှုတွေရှိတယ်ဗောနော်ဒီတိုက်ခိုက်မှုတွေမှာလည်းထုံးစံတိုင်းပဲအတီပြောက်ကတော့အဲ့ဒါတယောက်စားနှစ်ယောက်စားသုံးလင်းငါးယောက်စားတော့သူတို့ဘက်ကနေတည်င်းထွက်လာတာတော့ရှိတယ်ဗောနော်တီးခြားအတီပြူနိုင်တာတော့မရှိဘူးဗောဆိုတော့အရင်ရက်ကကျွန်တော်အဲ့ဒါပြုတ်တန်တရက်နားလိုက်တယ်ဗောနော်အကြောင်းကတော့ဒီနားလေးမှာဒီအတွင်းပိုင်းမှာနည်းနည်းလေးပြဿနာရှိနေလို့ဗောနော်အဲ့ဒါကြောင့်မလို့ကျွန်တော်စီကံပြတာနဲ့ဘာနဲ့ရက်နာထားတယ်နည်းနည်းလေးအလုပ်လေးလည်းရှုပ်လို့ဗောနော် ဆိုတော့ချစ်ချူအားပေးတဲ့သူတယောက်ချင်းစီရင်အထူးပဲကျေးဇူးတင်ရှိပါတယ်အလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေဆိုတော့ follower ရဲဒါ YouTube မှာ subscriber လဲ9000ရောက်ပြီဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်1000အမြန်ဆုံးပြည့်အောင်ကြိုးစားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KP WP ARP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 480 398ကိုဒါတိုက်ရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KP WP ဖွင့်ပြီးတော့ ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ